ပြည်သူများလူလားတောင်းတနေတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလဲမသိဆောင်ရွက်ပေးမှာဖြစ်ပြီးရင်းသည့်အောင်မြင်သည့်နိုင်ငံရေးလို့နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဆော်မင်းထွန်းကပြောကြားပါတယ်။နာဆာကဥတာနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ဦးဆောင်နဲ့မြန်မာကိုယ်စားလှယ်အဖွဲ့၏ရုရှားနိုင်ငံနှင့်ဘီလာရုနိုင်ငံများသို့တရားဝင်ချစ်ကြည်ခီးစဉ်တွင်မြန်မာနိုင်ငံအတွက်ဖြစ်ထွန်းတိုးတက်မှုအခြေအနေများနှင့်ပတ်သက်၍ပြောကြားရပါတယ်။နာဆာကပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဆော်မင်းထွန်းကထို့သို့ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ အဓိကကတော့နိုင်ငံအတွက်ဘာအကျိုးအမြတ်ရှိခဲ့လဲဆိုတာကျွန်တော်ပြောချင်ပါတယ်။ဘာတွေရှိခဲ့လဲဆိုတော့နံပါတ်၁ကနိုင်ငံရေးစီးပွားရေးလူမှုရေးဆိုတဲ့ကဏ္ဍသုံးရပ်အနေနဲ့ကျွန်တော်ခွဲပြောမှာဖြစ်ပါတယ်။နိုင်ငံရေးနဲ့ပတ်သက်ပြီးကျွန်တော်တို့အနေနဲ့ပြည်ပဆိုင်ရာဆက်ဆံရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးအာမခံချက်ရခဲ့တာကရုရှားနိုင်ငံ။ဘီလာရုနိုင်ငံတွေကရခိုင်ကလေးကနိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံဘက်ကယက်တီခဲ့တာဖြစ်တယ်။အခုလဲဆက်လက်ယက်တီသွားမယ်ဆိုတဲ့ခိုင်ခိုင်မာမာအာမခံချက်ရရှိခဲ့တယ်။နံပါတ်၄ချက်ကကျွန်တော်မြန်မာနိုင်ငံမှာအားလုံးသိတဲ့အတိုင်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အစောဆုံးဒီဇင်ဘာလနောက်ဆုံးပတ်နောက်ကြဆုံးဒီဇန်နဝါရီလဒုတိယပတ်လောက်မှာဖြစ်မယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးရုရှားနိုင်ငံဘီလာရုနိုင်ငံတွေအပြင်ကြံတဲ့နိုင်ငံတကာတွေကလည်းထောက်ခံပေးပါတယ်။ရုရှားနိုင်ငံဘီလာရုနိုင်ငံတွေကတဲတဲဝင်ဝင်ဝင်ရောက်ထောက်ခံပေးတဲ့အပြင်လေလာဆောင်ကြည့်ရေးအဖွဲ့တွေလည်းလှုပ်ပေးမယ်ဆိုတဲ့ထောက်ချမ်းမျိုးရရှိခဲ့တယ်။ပြည်သူတွေအနေနဲ့ဝမ်းသာစရာကကျွန်တော်တို့ဒီပြည်သူတွေလူလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုမလွဲမသွေပြန်သွားမယ်။မလွဲမသွေဆောင်ရွက်ပေးမယ်။ဒါသည်အောင်မြင်တဲ့နိုင်ငံရေးနဲ့ပတ်သက်တာဖြစ်ပါတယ်လို့ NASA ကပြောရေးဆိုခွင့်ရှိသူကပြောကြားပါတယ်။ဇီဝိုင်းကဏ္ဍနဲ့ပတ်သက်ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံတို့ဒီမြန်မာနိုင်ငံထက်နည်းပညာမြင့်မားမှုရှိကြောင်း မြန်မာနိုင်ငံဒီစိုက်ပျိုးရေးမွေးမြူရေးကိုအခြေခံတဲ့စမှုစည်းပွားကိုတွားမဲ့နိုင်ငံလို့သတ်မှတ်ထားကြောင်းရင်းနိုင်ငံများကဲသို့လှုပ်ဆောင်နိုင်ရန်အတွက်မြန်မာနိုင်ငံတွင်အခွင့်အလမ်းကောင်းများရှိကြောင်းနာဆာကပြောရေးဆိုခွင့်ရှိသူကပြောကြားပါတယ်